Hello အားလုံးပဲမင်္ဂလာပါရှင် PY Fashion ရဲ့ Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကော်တီချေကပုံမှန်ပြတ်ထားတဲ့အင်ဂျီပတ်တန်ဆွေးနွေးလေးကိုဝင်ရပြီးတော့မှာပဲဖြစ်ပါတယ်ပြမအောင်ဆုံးတချေတို့ရဲ့အင်ဂျီပတ်တန်လေးရဖို့အတွက်တချေတို့ကတချေတို့ရဲ့ basic pattern လေးတွေကို copy ကုထားပြီးမျိုးလိုပါမယ် basic pattern လေးကို copy ကုတဲ့နေရာမှာကိုက small size ဝင်ရယ် small size basic pattern လေးကို copy ကုထားပြီးလိုပါမယ် excel ဝင်ရယ်เนาะ excel size လေးကို copy ကုထားပြီးပါเนาะဒီမှာတော့ဒီချက်က small size pattern လေးကို copy ကုထားပါတယ်ကျေရော copy လေးကုပြီးသားပြီဆိုရင်တော့ကျေရောရှေ့ကျန်းလေးကနေဆက်ဆွဲပါမယ်ပထမဦးဆုံးကျေရောရှေ့ကျန်းလက်ပင်လေးရဲ့ collar ဘိုင်းလေးကိုဆက်ပြီးတော့ဆွဲပါမယ် ပထမဆုံးဒီထဲကို color လေးရဖို့အတွက်လေဘင်းဘေးဘက်ကနေပြီးတော့မှ1.5 cm ရှိတဲ့မြင်းလေးဆွဲပါမယ်။ဒီခုလိုမြင်းလေးဆွဲပြီးသားပြီဆိုရင်တော့ဒီထဲကိုလေဘင်းကနေအောက်ဖက်ကို11.5 cm မှတ်လေးမှတ်ပါမယ်။အဲ့တော့1.5 cm မှတ်လေးရပြီဆိုရင်တော့ဒီထဲကိုပခုံးထိမ့်မှန်လေးနဲ့ယခုလိုလေးဆက်ပြီးပါမယ်။ နောက်ရလာတဲ့မြင်းလေးကိုအပိုင်း၃ပိုင်းပိုင်းပါမယ်ဒီချေတို့ကအပိုင်း၃ပိုင်းလေးပိုင်းပြီဆိုရင်တော့ဒီချေတို့လိုချင်တဲ့ကော်လာလေးကိုဒီချေတို့ယခုလိုလေးခဲတံလေးနဲ့ပုံဖော်လိုက်ပါမယ်ချေတို့ခဲတံလေးနဲ့ပုံဖော်ပြသပြီဆိုရင်တော့ဒီချေတို့ဒီမြင်းလေးပုံမှာတဝက်အမှန်ကလေးမှာပါမယ် ဲ့ဒီတဝက်အမှန်လေးကနေပြီးတော့မှတချို့ယခုလိုလေးတောင်းလေးချိုးပြီးတော့ရေးလေးပုံဖော်ပြပါမယ်ပုံဖော်ပြီးတော့ကိုယ့်ရဲ့စိတ်ကြိုက်ကော်လာပုံလေးရပြီဆိုရင်တော့တချို့မာကာလေးသုံးပြီးတော့အထင်းလိုင်းလေးဆွဲပြပါမယ် နောက်တစ်ချက်တော့ကော့လာပုံလေးပြပြလေးရဖို့အတွက်ဆိုရင်ယခုလိုလေးပေးကွေးလေးသုံးပြီးတော့ပြပြလေး share ကို wipe ပေးပါမယ်ကျတော့နောက်တစ်ဆင့်အနေနဲ့ကတော့ဒီချေတို့ရဲ့ကော်လာလီကိုတစ်ဖက်မှာတစ်ဖက်အစူးလေးကနေပြီးတော့မှတောင်းမတ်ချက်မြင်းလေးဆွဲပြပါမယ်။ မြင်းလေးရပြီဆိုရင်တော့ဒီချေတို့ရခုလူကြီးလေးချေတို့ပေးဖက်ကိုဒီလိုရှေ့ရှေ့လေးဆွဲထားပေးဖို့လိုပါမယ်မြင်းလေးဆွဲပြီးရင်တော့ဒီချေတို့ဓာတ်မကျမြင်းလေးရဲ့တမိုးလေးကိုတိုက်တာပြီးတော့တစ်ဖက်မှာအမှတ်လေးမှတ်ပေးပါမယ်ဒီချေကတန်းလိုက်တဲ့အခါမှာဒီချေရဲ့အတိုင်းကလေး5 cm ရတာမို့ဒီချေကတစ်ဖက်မှာ6 cm အမှတ်လေးမှတ်ပါမယ်။ နောက်တစ်ချေရောယခုလိုလေးခဲလေးနဲ့ဆက်ပေးပါမယ်။နောက်တစ်ချေရောကော်လာညီညီလေးရဖို့ခဲလေးနဲ့ပုံဖော်ပေးပါမယ်။ပုံဖော်ပြီးသွားရင်တော့ဒီချေရောကော်လာလေးကိုပေကွေးလေးသုံးပြီးတော့အထင်းလိုက်လေးဆွဲပေးပါမယ်။ နောက်တစ်စအနေနဲ့ဒီထဲရောအပေါ်ပတ်ချက်အတွက်ယခုလိုမြင်းလေးဆွတ်ထားပေးပါမယ်။နောက်ဒီထဲရောဒီမြင်းတူလေးကိုအတိုင်းအတာလေးမှတ်ပြီးတော့ခြေရောဒီဘက်မှာလမ်းမှတ်ပေးရပါမယ်။ အမှတ်လေးမှတ်ပြီးပြီဆိုရင်တော့တကယ်လို့အပေါ်ဘက်ချမ်းကိုလည်းယခုလိုလေးတောက်မကြမ်းလေးဆက်ပြီးတော့ဘေးဘက်အကြီးဆွဲထားပေးရပါမယ်။နောက်တကယ်လို့ကအခုနကဆွဲလိုက်တဲ့မြင်းလေးရဲ့အတိုင်းအတာအတိုင်းဒီဘက်ချမ်းမှာလည်းအဲ့ဒီအတိုင်းအတာအတိုင်းလာမှတ်ပေးရပါမယ်။တကယ်ကတကယ်ရဲ့မြင်းလေးက6.8 cm ရအောင်လို့တကယ်က6.8 cm မှတ်ကလေးမှတ်ပါမယ်။ 15စင်တီမီတာအမှတ်ကလေးရပြီဆိုရင်တော့အခုနောက်ကမှတ်ထားတဲ့အမှတ်ကလေးနဲ့ယခုလိုလေးဆက်သွားပေးပါမယ်။နောက်ဒီချက်တော့ပခုံးအစွန်ကနေပြီးတော့မှအသေးဘက်ကို2စင်တီမီတာအမှတ်ကလေးမှတ်ပါမယ်။ဒီလို2စင်တီမီတာအမှတ်လေးမှတ်ပြီးရင်တော့ယခုလိုလေးတောင်ဘက်ကြားအပေါ်ဘက်ကိုနင်းရှိရှိလေးဆွဲပြီးတော့မှတင်ထားပေးရပါမယ်။ ခုဆွဲတင်လိုက်တဲ့အပိုင်းလေးအရဆိုရင်ဒီချေတို့နောက်ချမ်းလက်ပင်အတွဲဖြစ်တာမို့ဒီချေတို့နောက်ချမ်းလေးကိုဒီချေတို့လက်ပင်ချတာလေးသွားပါမယ်အခုဆိုရင်တော့ဒီချေတို့နောက်ထပ်လက်ပင်လေးချပါမယ် ကျေရောနောက်ဆဲလက်ပင်ချလေးရောက်ဖို့ဆိုရင်နောက်ဆဲလက်ပင်အစွန်လေးကနေပြီးတော့မှဒီလိုအတွင်းဘက်ကို2 cm ဝင်ပါမယ်နောက်ကျေရောအောက်ဖက်ကို1 cm ဆင်းပြီးတော့ဒီလိုပုံမှန်အတိုင်းပဲ horizontal နဲ့ vertical မြင်းလေးဆွဲထားပေးရပါမယ် တချေကလဗင်းလေးကိုပြပြလေးရချင်တာမို့လို့ယခုလိုလေးရှယ်ရူပြေးခွေးသုံးပြီးတော့ဝိုက်လိုက်ပါမယ်။ beginner လေးကတော့လဗင်းဝိုက်တဲ့အခါမှာ horizon နဲ့ vertical မြင်းလေးကိုတတ်မှတ်ချဆက်ပြီးတော့မှလဗင်းအဝိုက်လေးတိစားလေးဝိုက်ပြဖို့လိုပါတယ်။တချေကတော့ပြပြလေးရချင်တာမို့လို့ယခုလိုလေးရှယ်ပြေးခွေးသုံးပြီးတော့ဝိုက်လိုက်ပါမယ်။ ကျေရောလေဗီယံဝိုင်လေးရပြီဆိုရင်တော့ကျေရောခုနကခြေချမ်းမှာလိုအပ်နေတဲ့ဒီကျေရောနောက်လေဗီအတိုင်းတာလေးယူပါမယ်။ကျေရောအတိုင်းတာလေးယူတဲ့အခါမှာယခုလိုလေးပေချိုးလေးကို အလိုက်တင်လေးခြံပြီးတော့မှကျေရောလေဗီအဆုံးထိယူသွားပေးပါမယ်။ဒီကျေလေဗီလေးကိုဒီကျေတက်တဲ့အခါမှာတော့10စင်တီမီတာလေးရတာမို့လို့ဒီကျေ10စင်တီမီတာလေးယူပါမယ်။ အဲ့တော့ဒီချက်ကနောက်ချမ်းလက်ပင်10စင်တီမီတာလေးကိုဒီချက်တော့ခုရှေ့ချမ်းမှာ10စင်တီမီတာအမှတ်လေးမှတ်ပေးလိုက်ပါပြီ10စင်တီမီတာအမှတ်ကလေးမှတ်တဲ့အခါမှာဒီချက်တော့ပခုံးစုံကနေပြီးတော့မှအပေါ်ဘက်ကိုယူပေးရမှာဖြစ်ပါတယ် နောက်ဒီချက်ရော10 cm အမှတ်ကနေပြီးတော့မှဒီချက်ရော2 cm အမှတ်ကလေးမှတ်ပြီးတော့ယခုလိုလေးဒီချက်ရောအဆောင်မြင်းလေးလည်းဆက်ထားပြီးဖို့လိုပါမယ်နောက်တစ်ချက်ရော2 cm အမှတ်လေးကနေပြီးတော့မှဘေးဘက်ကိုတောက်မှန်ကြမြင့်ရှိရှိလေးဆက်ဆွဲထားပေးဖို့လိုပါမယ်။ နော်ဒီချေရောအခုအမှတ်ကလေးနှစ်ခုပေါ့နော်ဒီချေရော7 cm နဲ့2 cm အမှတ်ကလေးနှစ်ခုကိုဒီချေပေါက်လိုက်တဲ့အခါမှာ9 cm ရပါတယ်အဲ့ဒီ9 cm အမှတ်ကလေးကိုဒီချေရောအခုလိုနေဒီဘက်ကိုမှတ်ပြီးတော့အမှတ်ကလေးကိုဆက်ဆွဲပြီးလို့လုပ်ပါမယ် ဒါကြောင့်9စင်တီမီတာမှတ်ကလေးတွေမှတ်ပြီးတော့မိတောက်လေးရပြီဆိုရင်တော့အဲ့ဒီ9စင်တီမီတာလေးမှတ်ကလေးတွေကိုဒီချေတော့အထင်းလိုက်လေးဆွဆဲပါမယ်ဒီချေရိုးအထင်းလိုက်မီလေးဆက်ပြီးတဲ့အခါမှာတော့ဒီချေရိုးရဲ့ level အနောက်ခံအတွက် ပတ်တန်လေးလည်းရပါပြီ။အခုအပိုင်းလေးကတော့ဒီချေရိုးဖြစ်ထုံရမယ်ပတ်တန်ချန်လေးပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ဒီချေရူက column pattern ဆိုင်အပိုင်းလေးလည်းပြီးသွားပြီမို့ဒီချေရူအောက်ဖက်ကိုဆက်သွားပါမယ်ဒီလိုအောက်ဖက်ကိုဆက်သွားတဲ့အခါမှာဒီချေရူတင်းမြင်းပေါ့နော်တင်းမြင်းကနေပြီးတော့မှဒီချေရူကိုလိုချင်တဲ့ခါအရှင်မြင်းလေးမှတ်ပါမယ်အဲ့တော့ဒီချေရူကမှတ်တဲ့အခါမှာတင်းမြင်းကနေပြီးတော့မှကိုလိုချင်တဲ့လောက်အရှင်လေးအရှင်ဆွတ်ထားပြီးတော့မှမှတ်ထားပြီးလို့ရပါတယ်အနည်းဆုံး50 cm ကနေပြီးတော့မှ20 cm တောက်ထိမှတ်ပေးရပါပြီ ကျွန်တော်ကိုယ်တဲ့အရှင်ကြီးလေးရပြီဆိုရင်တော့မြေးလေးပိတ်ပေးပါမယ်။နောက်တစ်ချက်ကအောက်ဘက်ခြမ်းကိုတချို့လိုအာဝိုင်းဝိုင်းလေးဖြစ်ချင်တာမို့လို့တချို့လိုပေးဘက်ကနေ1 cm အပေါ်ဘက်ကိုယူပြီးတော့တချို့လိုပေးကွေးလေးနဲ့ယခုလိုလေးတချို့လိုဝိုက်ပေးပါမယ်။ကျွန်တော်အောက်ပိုင်းကိုဝတ်တဲ့အခါမှာတော့မသိသေးတဲ့ beginner လေးတွေကတော့ဝိုက်တဲ့အခါမှာကျွန်တော်စနစ်တကျဝိုက်လေးရချင်တဲ့သူလေး ကတော့ခြေတို့အောက်ဖက်ကမြေဟိုခြေတို့တိုင်းနေဗာတိုင်းနေတဲ့အခါမှာရလာတဲ့အတိုင်းတာကို သုံးပုံပုံပြီးတော့ခြေတို့တပုံမှာခြေတို့ပေကွေးလေးသုံးပြီးတော့ဝိုက်ပြလိုက်တယ်ဆိုရင်ရပါပြီအခုဆိုရင်တော့ဒီခြေတို့ရဲ့ခြေကျက်ပတ်တန်လေးရပါပြီ ဒါလေးကတော့ဒီချေရိုးရဲ့ initiation ပတ်တန်လေးပဲဖြစ်ပါတယ်။ဒီချေကဒီမှာဆိုလို့ရှိရင်တော့ပတ်တန်လေးကိုတခါတည်းညက်ပြီးညက်ပြပြလိုက်ပါတယ်။ညက်တဲ့အခါမှာဒီချေရိုးအပေါ်ဘက်လက်ပင်းလေးကိုမင်းနဲ့ထုတ်ခင်မှာဆိုလို့ရှိရင်ဒီချေရိုးဒီခုလိုလေးခောက်ပြီးတော့မှဒီချေရိုးဆွဲထားတဲ့ပုံလေးကညီမညီပြင်းညစ်ကြည့်ပြလို့ရပါတယ်။ပတ်တန်လေးကဒီခုလိုလေးတစ်ထက်တည်းကျနေပို့လို့ပါမယ်။အဲဒီထက်တည်းကျနေရဆိုရင်တော့ဒီချေရိုးရဲ့ပတ်တန်လေးကအမှန်ဖြစ်ပါတယ်။ နောက်တစ်ချက်ကလဘေးလေးမညှက်ထုတ်ခင်မှာဒီကော်လာလေးကိုဒီချေတို့ကော်လာအပြားလေးအပြားစာလေးအတွက်ချေတို့ပတ်တံမှာတစ်ခါလေးယူပေးပါမယ်ဒီချေတို့ကော်လာပြားစာယူတဲ့အခါမှာတော့၄ဘက်စုံမြင်ကနေပြီးတော့မှဒီချေတို့10စင်တီမီတာလောက်ယူပေးရင်ရပါပြီ ကျွန်တော်တို့ပခုံးဘက်ကိုတော့ကျွန်တော်တို့3 cm လောက်ယူပေးလိုက်တယ်ဆိုရင်ရပါပြီ။ကျွန်တော်တို့3 cm မှတ်လေးမှတ်ပြီးတဲ့အခါမှာတော့ယခုလိုပေကွေးလေးနဲ့ဆက်ပေးလိုက်ရင်ရပါပြီ။ အခုဆိုရင်တော့ဒီချဲလပင်းလေးကိုလည်းညှက်ထုတ်လိုက်ပါပြီအခုဆိုရင်တော့ဒီချဲကိုနောက်ထပ်ပတ်တန်လေးမှာကြံနေတဲ့အောက်ဖက်ခြမ်းလေးကိုဆက်ဆွဲပါမယ်ဒီချဲကိုတချေရိုးအောက်ဖက်ကိုယူတဲ့အခါမှာတော့တချေရိုးခြေရန်းနှုတ်ကယူခဲ့တဲ့အတိုင်းတာတိုင်းပဲတချေရိုးယူပေးရင်ရပါပြီ။ နောက်ဒီချက်တို့ကိုယ်ထည့်ရဲ့ပြပတ်ချက်ကနေပြီးတော့မှအပေါ်ဘက်ကို1 cm လေးယူပေးပါမယ်။ကျွန်တော်1 cm အမှတ်ကလေးယူပြီဆိုရင်တော့ဒီချက်တို့ပေကွေးလေးနဲ့ယခုလိုလေးဝတ်ပြီးလိုက်ပဲဆိုရင်ဒီချက်တို့ရဲ့နောက်ထပ်ပတ်တန်လေးလည်းရပါပြီ။ အခုဆိုရင်တော့ဒီချေကဒီချေရရဲ့ပတ်တန်မှာလိုအပ်နေတဲ့လက်ပတ်တန်လေးကိုဆက်သွားပါမယ်။လက်ကတော့ဒီချေရော basic ပတ်တန်လက်ကလေးအတိုင်းပဲဒီချေရူယူမှာဖြစ်တဲ့အတွက် basic ပတ်တန်လက်ကလေးကိုဒီချေရောဆောင်ရွက်ပုံမှာ copy ပြပေးလိုက်ရပါပြီ။ တချို့တို့ကတချို့တို့ရဲ့ပတ်တံမှာဆိုရင်ဂျိုင်းတွေကပြင်းထားခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့တချို့တို့ရဲ့လက်ပတ်တံလေးဒီ small size ဆွဲခဲ့တယ်ဆိုရင် small size လက်ပတ်တံလေးအတိုင်းပဲယူပြီးလိုက်ရပါပြီလက်အရှိလေးကိုတော့တချို့တို့ကလက်ကလေးကိုအရှိတက်တဲ့သူတွေကတော့မိမိတို့စိတ်ကြိုက်အရှိတိုင်းတာလေးယူပြီးတော့ညက်ပေးလို့ရပါတယ်အခုဆိုရင်တော့တချေရိုးရဲ့ပတ်တန်လေးအတွက်လိုအပ်တဲ့ရှေ့ချမ်းပတ်တန်နောက်ချမ်းပတ်တန်နဲ့လက်ပတ်တန်လေးကြီးရပါပြီ ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးခဲ့တဲ့တူတူများအိတ်တမာရယ်တချို့ကနောက်ဗီဒီယိုလေးမှာဆိုလို့ရှိရင်တချို့ရဲ့ဘတ်တန်လေးကိုပိတ်စပုံမှာညှက်တာနဲ့ချုပ်နှီးလေးတွေကိုတိတိကျကျလေးဝေမျှပေးသွားဖို့ရှိတာမို့တချို့ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးအပိတ်ခဲ့ဖို့မမေ့ပါနဲ့နော်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့တူတင်လိုက်ပေးပါမယ်တတပါ